ဒီဘက်ကြီးဥရှာဖွေအတွက်ကျွန်တော်ဒါစားတဲ့ဆိုင်ကတော့နေစားခဲ့တဲ့ကြီးဥစီချက်ကိုရိတ်သတ်မှတ်ပေးရမယ်ဆိုမုံတော့ဖိုင်လောက်တော့သတ်မှတ်ပေးဒီဘက်ကြီးဥရှာဖွေအတွက်ကျွန်တော်ဒါစားတဲ့ဆိုင်ကတော့ Oriental House မှာဖြစ်ပါတယ်ခင်ဗျာ ဒီဆိုင်ကကျွန်တော်သိတော့ဆိုင်ခွဲအများကြီးရှိတယ်ဗျာပြီးတော့ဗောနော်ဒီကျွန်တော်တို့ဒီမီနီကုန်းဆိုင်ခွဲမှာဗောနော်ဒီကြီးဦးရတာမကြသေးဘူးခင်ဗျာအဲအကြောင်းဒင်းဆန်းဆိုင်မှာကြီးဦးရတာဘယ်လိုရှိလဲဆိုတာကိုကျွန်တော်သိချင်လို့လာပြီးတော့ကြီးကြည့်တာပါခင်ဗျာโอเคကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါ သင်္ဆန်းမှာနာမည်ကြီးနေတဲ့ဆိုင်ရနေပြီးတော့ဂျီဦးမှာစာကြည့်ရပါတော့ဂျီဦးရတော့ဘလူးနေတာတိကျနေတယ်ခေဒါကတော့သူကဂျီဦးပေါ့နော်ဂျီဦးစီချက်ပေါ့ဂျီဦးစီချက်ကဒီမှာဒီဘဲကိုကျွန်တော်ရှက်ထောင်ပြရမယ်ပေါ့နော်ဒီအရာတော့ကျွန်တော်ရင်းနေချင်းပေါ့နော်ဒီအားရတာတော့ရင်းနေချင်းပါနော်အားရရဒီလားဟိုပါလေသင်္ဆန်းအဝလုံးလာလို့ဒီပေါ့နော် ಮತ್ತೆ ಸಹಾಯ ನಮಗೆ ಕಾಲೇಜಲ್ಲಿ ತಂದಿದ್ಯಾ ಚಾದನಿ ಮಾವನು ಕೇರಿ ಬಲಿ ಬಾಜಿನ ಮನು ಚಾದನಿ ಮಾವನು ಚಲೋ ಸಲ ಅನ್ನ ಹೇಳುವನು ಹೈನ ಯಾರ 特别容易痒。我冬天就真的在有冷毛，我冷就真的在痒。像冬毛毛，我就是在三月毛冬天，我冷白冷毛，其他感觉都没有那种清凉了。我比较有有有雾都包了包了，你看看喽。 ုပြီးတဲ့အချိန်မှာတော့ရတော့ဘာစုံမျိုးပြေးတာပေါ့ကျူးစီချက်ပေါ့နော်ဘာညာနေကြရဒီချင်းကတော့ကောင်းတယ်ဗျာအဲ့ဒါတော့ဒီချင်းကသူထင်ချမ်းတာတုံးတဲ့အချင်းဆိုတော့ပေါ့အချင်းရလာတော့မိုက်ကဘယ်လိုလဲပါလို့ဘယ်လိုလဲလို့ကြည့်ရအောင် tao tập thể luôn rồi nó mình thấy là gì đó mình nó bịch mình sẽ mong một sai lại để đi ăn rồi chờ đi ăn cho quan đó thì tao gì đâu khi mà là giấy cứ ra thì mình sẽ quá nó cho con mà ra làm điều vậy mà? ကျွန်တော်အတင်ပါတော့သူကကြီးဦးဆိုင်မဟုတ်တာကြောင့်လည်းပါမယ်ထင်ပါတယ်ဗျာပြီးတော့ကြီးဦးရဲ့အသားတွေအကုန်လုံးကပေါ့နော်ဒင်းဆန်းအရသာမျိုးပဲရနေတာပေါ့ပြီးတော့ဂျာဆန်ပေါ့နော်ဂျာဆန်နည်းနည်းလေးတော့မာနေတယ်ဗျာပြီးတော့သူတို့တုံးတဲ့ပင်ငယ်ပြားကြီးပေါ့အဲ့ပင်ငယ်ပြားကြီးကြောင့်ကြီးဦးရဲ့အရသာကပြောင်းသွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ဟေးပေါ့ကြီးဦးမှာပြုတ်ရီစတော့ကတကယ်ရေးကြီးပါတယ် ရုပ်ရည်ကိုကျွန်တော်အခြေခံမိစားတဲ့အစားစာမျိုးဖြစ်တဲ့အတွက်ပေါ့နော်။တခြားအရေးတောက်လို့ရတဲ့ဟင်းပွဲတွေမှာ spice နဲ့အနံ့ညီအရာသားတွေကိုကျွန်တော်ထိန်းထားလို့ရတယ်။ချီးဝါကြတော့အဲ့လိုမျိုးမရတဲ့အစားစာမျိုးပေါ့နော်။နောက်ပြီးအချင်ပေါ့နော်။ကျွန်တော်ချီးဥပေါ့နော်။ကျွန်တော်တခွားချင်နေတော့ကျွန်တော်ဒါလုံးဝ first time စားဘူးတာပေါ့နော်။အာ breakfast ကိုအဓိကထားပြီးရောင်းတဲ့ဆိုင်ဖြစ်တာကြောင့်ပေါ့နော်။ဒီတရုပ်စားစာဘိုင်းမှာ focus နည်းနည်းလေးနေသွားတယ်လို့တော့ကျွန်တော်ထင်တယ်ဗျ။ ခုကျွန်တော်ဒီနေ့စားခဲ့တဲ့ JU စီချက်ကိုရောအာ rank သတ်မှတ်ပေးရမယ်ဆိုရင်မော1 2 10ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်5လောက်တော့သတ်မှတ်ပေးပါတော့เนาะဒါပေမဲ့သူတင်ဆန်းကတော့ကျွန်တော်တို့ရန်ကုန်ကအကောင်းဆုံးပဲဗျာအမေကျေးဦးမှာတော့ကျွန်တော်အလောက်ကြီးအကြိုက်မတွေ့ခဲ့ဘူးပေါ့နော်ဒါကျွန်တော်လုံးဝ honest review ပေးတာပါခင်ဗျာဒါအကြိုက်ကတော့တောင်းတဲ့ပြောက်ကတော့လူဆိုတာတော့မတူနိုင်ဘူးပေါ့ဒါကျွန်တော်တက်ကတော့ direct တလောက်တတ်ပတ်ပေးတာပေါ့နော် okay အဲ့လို့ဆိုရင်ကျွန်တော်တို့နောက်ဘလော့မှာပြန်တွေ့ပါမယ်ခင်ဗျာ see you